ားလုံးပဲမင်္ဂလာပါ။ရောက်ဒီနေ့မှာပေါ့နော်။ဖုန်းစာကက်ဆက်ကြီးပဲတီးတန်းတသက်ကိုမှန်မှန်ပါဘက်ထရီမပါပဲနဲ့ဘလို့မျိုးကောင်းမကောင်းကိုစစ်လို့ရလဲဆိုတော့ရောက်ဒီဗီဒီယိုထဲမှာအသေးစိတ် sharing လုပ်သွားပြီးမှာဖြစ်ပါတယ်။ဟုတ်ပြီပထမအဦးဆုံး power supply မှာ4.1ကနေ4.5ထိထားလို့ရတယ်။အခုပုံမှန်ထားနေကြဆိုရင်4.2လောက်ဆိုရင်အဆင်ပြေပြီပေါ့။နော်4.2ဒီ circuit ဒီအကုန်လုံးကလူတူပဲ အခုလိုမျိုးကျွန်တော်ပြထားပြီးတယ်စာကစ်ပေါ့ဒီ power supply ကနေထွက်လာတဲ့ကျိုးနှစ်ဆရှိမှာပေါ့နော်အနီအနက် plus minus ဆိုပြီးတော့ရှိတယ်ကျွန်တော်တို့က DC AC ဆိုပြီးတော့ရက်ကွက်ထဲမှာခေါ်နေကြတဲ့ဒီအပြင်လောကမှာခေါ်နေကြတာကြားဘူးမယ်လို့ထင်တာပေါ့နော် DC တဘောတဘာဝ AC ရဲ့တဘောတဘာဝကျွန်တော်တို့ကအခုကဒါ DC တဘောတဘာဝအတိုင်းသွားမှာပေါ့ဟုတ်ပြီနော်အဲ့ဆို DC ကအခု DC 4 white to 4.3ဘိုးပေါ့နော်ဟောပြီးဒီမှာ plotan နှစ်ချောင်းမီတာမီတာမှာထွက်လာတဲ့အခုလိုမျိုးအချုံနှစ်ခုကဒါ plotan လို့ခေါ်တာပေါ့နော်ဒီ plotan နှစ်ချောင်းနဲ့အတန်ဒီ scale မှာထားပြီးတော့ light ထောက်ကြည့်ကြည့်မယ်ဒီချိန်မှာအနေနဲ့တွေကျွန်တော်တို့ခွဲနေစရာမလိုဘူးဒီမှာအဓိကကဒီနှစ်ခုပူးလိုက်ပြီးဆိုရင်အတန်မြင်ရမယ်အခု digital meter ဆိုရင်ဒါအခုလိုမျိုးအတန်မြင်ရယ်ခဏလေးပြေးပြေးနေတာပေါ့နော် ။ analog meter လည်းတူတူပဲ။ analog meter ဆိုရင်လည်းအသံမြေစကေးပါတဲ့ကောင်လည်းရှိတယ်။ meter လက်တန်တက်လာပြီးတော့အသံမြေတယ်ပေါ့နော်။ analog meter ဆိုရင် digital meter မှာဆိုရင်တော့အသံမြေတယ်။နော်ကဏန်းကြီးခုံတက်ကုန်တာပေါ့။ဟုတ်ပြီ။ socket တစ်ခုကိုအခုလိုမျိုး battery အထိုင် socket ရဲ့ဘေးလေးမှာ white လေးတွေရှိတယ်။အခုဒီမှာ battery socket မှာဒါ redmi redmi 5 plus လုံးလေးပေါ့။ redmi 5 plus socket လေးက ဒီ battery socket ရဲ့အပေါ်လေးမှာ plus minus ဆိုပြီးရေးထားပေးတယ်။ရေးထားပေးတာရေးထားပေးတယ်ဒါပေမဲ့အဲ့ဒီ plus minus နေရာမှာခဲသပွိုက်လို့မရဘူး။ click ခုနက power supply ကနေလာတဲ့ click နှစ်ခုမဲဆွေးလို့တတိထားမိလို့ထင်တယ်။အဲ့ click လေးနှစ်ခုကညက်လို့မရသေးဘူး။ညက်လို့မရသေးတာဖြစ်တဲ့အတွက်အခုလိုမျိုးမီတာလေးနဲ့ကျွန်တော်တို့ထောက်ကြည့်ကြည့်မယ်။တန်ဖိုးမှာထောက်မယ်။ဒီတန်ဖိုးကတော့ကျွန်တော်တို့အနက်ပေါ့နော်အနက်အနှုတ်ပေါ့နော်အ နှုတ်ဆိုပြီးတော့အနက်ဆိုပြီးတော့ပဲသတ်မှတ်ထားပေးရမယ်เนาะ DC နဲ့ပြောမယ် DC သဘောတဘာဝနဲ့ပြောမယ်ဆိုရင်အနက်အနက်ကိုချိတ်ပေးရမယ်နှုတ်ပေါ့เนาะအနှုတ်ကိုချိတ်ပေးရမယ်တန်ဖုံးတွေမှာတန်ဖုံးပေါ့เนาะအခုဒါမီတာလေးနဲ့ကျွန်တော်တို့ထောက်ကြည့်ကြည့်မယ် Okay အနီးကလေးတစ်ချက်ဆွဲလိုက်တယ်ဘာလဲ minus ဆိုပြီးတော့လဲပါတယ်ဒါပေမဲ့အဲ့နေရာမှာခဲပွိုက်လို့မရဘူးခဲပွိုက်ပြီးတော့ကျိုးစာလေးထုတ်လို့မရအောင်။တန်ဖုံးနဲ့အခု ဒီကြီးပွိုင်းနဲ့ထောက်တဲ့ဒီကြီးပွိုင်းနဲ့ထောက်တဲ့ခါကျတော့အပန့်မြည်တယ်။အဲ့ဒါဆိုရင်တဆက်ထဲပဲ။တဆက်ထဲမှာကျွန်တော်တို့တပ်ပွိုင်းလို့မရဘူး။နော်။နည်းနည်းလေးဆင်းမဲ့လို့ခင်တယ်။ဟုတ်ပြီ။ဒါတော့ကျွန်တော်ဒီဒီပတ်လန်ပေါ့နော်။အခုပတ်လန်ဆိုင်ကယ်တွေမှာဆိုရင်ဆိုင်ကယ်တွေမှာဆိုရင်ဘက်ထရီကနေလာပြီးတော့ဒီဆိုင်ကယ်ဘက်ထရီပေါ့နော်။ဆိုင်ကယ်ဘက်ထရီကနေလာပြီးတော့ frame ပေါ်မှာတန်ဖရိန်ပေါ့နော်။တန်ဖရိန်ပေါ်မှာအနှုတ်တစားကိုတင်ထားလိုက်လို့ပဲ။ အနီကျိုးတစ်ချောင်းထုတ်ပြီးတော့မီးလိုချင်တဲ့မီးမီးနေရာမှာအပြန်ပူတဲ့ပုံစံမျိုးပေါ့အဲ့သဘောသဘာဝအတိုင်းကျွန်တော်တို့ကအခုဒီမှတ်မှတ်ပါပထမပါပဲနဲ့ဒီဆက်လေးကိုကျွန်တော်ကောင်းမကောင်းနှိုးကြည့်ကြည့်မယ်โอเคအဲ့တော့ဆိုရင်ဒီမှာကျွန်တော်တေချာလေးပြန်ထောက်ကြည့်ကြည့်မယ်အခုလိုမျိုးအမဘက်ထရီရမီ5ပလိုက်ရဲ့အထိုင်ရှော့ကတ်နေရာမှာ၄ဘွားရှိတယ် ဒီမျက်နှာချင်းဆိုင်ဆိုရင်တော့6 point ပေါ့တကယ်တမ်းတော့အဲ့ဒါ4 point ပဲ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါတစ်ဆက်သေးပဲ။နော်။ Okay ဒီမှာအနီးကပ်လေးပြလို့ရအောင်ကျွန်တော်ပုံလေးကျွန်တော်ပြထားတယ်။ plus minus နေရာမှာနော် plus minus ရှိတယ်။အောက်မှာ point လေးတွေရှိတယ်နော်။အဲ့ဒီ point နေရာလေးမှာ Okay ဒါတော့တစ်ဆက်တည်းမဟုတ်ဘူးအသံမမြင်ဘူး။ Okay အဲ့ဒါနဲ့ကျွန်တော်နော်အမထောက်ကြည့်လိုက်တဲ့ခါကျတော့အသံမြင်တယ်။ โอเคအဲ့တော့ဆိုရင်ကျွန်တော်ခဲပွိုက်ထားတဲ့နေရာကအပေါင်းအနီပေါ့နော်အနီ power supply ကလာတဲ့ကျိုးနဲ့အကျိုးအနီနဲ့ပေါ့နော် power supply ကလာတဲ့ကျိုးအနီနဲ့ချိတ်ဒီအမဲကိုကြတော့တန်ဖုံးမှာချိတ်ပြီးတော့ power key လေးကိုကန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ power supply ရဲ့ power supply မှာဒီမီတာလက်တံကိုကြည့်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါနောက်ထပ်ဆက်တလုံးကျွန်တော်ထပ်ယူလိုက်တယ် Remy 5 plate လုံးလေးပဲ Remy 5 plate လုံးပဲဒါပေမဲ့ဒီအလုံးမှာကျွန်တော်ဒီနော်စူးစာလေးထုတ်ထားပြီးသားမင်းစိုးတွေ့မယ်ထင်တယ်နော်စူးစာလေးထုတ်ထားပြီးသားအဲ့စူးစာကိုအနီညှက်လိုက်တယ်ခေါင်းကကျွန်တော်ပြောခဲ့သလိုပဲအနီလေးညှက်လိုက်တယ်အနက်ကိုတန်ဖုံးလေးမှာကျွန်တော် ထောက်ထားလိုက်တယ်ထောက်ထားလို့အဆင်မပြေဘူးဆိုရင်လည်းကျွန်တော်ညှက်ထားလိုက်မှာပေါ့နော်ညှက်ထားလိုက်ပြီးတော့ပါဝါခလုတ်လေးကိုကင်ပြီးတော့နှိုးကြည့်ကြည့်မယ် โอเค power cloud ကိုကင်ပြီးတော့နှိုးကြည့်မယ်โอเคအဆင်မပြေဘူးဆိုရင်ညှက်လိုက်မှာပေါ့နော်အဆင်ပြေတယ်ဆိုရင်တော့အဲ react တန်ဖုံးပေါ်မှာလဲကျောင်းတော့အရာခြုံတဲ့အရာတစ်ခုခုလေး ਨੇ ချစ်ပြီးတော့အရာလေးထင်အောင်ချစ်ပြီးတော့ခဲထပ် point မယ်ဆိုရင်လဲအဲ့နေရာနဲ့စူးစမ်းနှစ်စားထုတ်ပြီးတော့ဒီ plus minus ချိန်ပြီးတော့ power supply မှာကြည့်ပြီးဆုံးဖြတ်လို့ရမှာပေါ့နော်ဟုတ်ပြီဒါတော့ J7 prime ရဲ့ဒီ circuit လေးเนาะဘယ်သူပဲ ဒါကတော့ကျွန်တော်တို့ Redmi 5A ပေါ့နော် Redmi 5A ရဲ့ circuit လေးဒီ circuit လေးတွေကိုဒီ circuit လေးတူတူပဲเนาะတူတူပဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြချင်လို့ကျွန်တော်ပြပေးတာမာထောက်ကြည့်ကြည့်မှာပေါ့နော်အဲ battery အထိုင်ဘေးလေးမှာထောက်ကြည့်တယ် Okay အဲ့ဒါဆိုရင်တလန်ဒါစားတယ်ပဲအတန်ကြီးလဲဆိုရင်ဒါစားတယ်ပဲတန်ဖုံးမှာဒါစားတင်ထားတယ်။ Okay အဲဆိုရင်အောက်မှာခဲလေးပွိုက်ထားတာရှိတယ် ဲ့ပွိုက်ထားတဲ့နေရာမှာပဲတခါရယ်ဒီကျိုးစားလေးထုတ်အနီပေါ့နော်အနီချိတ်တန်ဖုံးမှကြတော့အနက်ပေါ့နော်နားလည်မလို့ထင်တယ်နော်အနက်ပေါ့โอเคအဲ့ဒါဆိုရင်ကျော်တို့ဘုံစားကစ်စက်တီတော်တော်များများကိုကျိုးချိတ်တက်လို့ချိတ်တက်မယ်လို့ကျွန်တော်ထင်တယ်ဟုတ်ပြီချိတ်ချိတ်ပြီးပြီဆိုရင်ကျိုးစားကျိုးချိတ်ပြီးပြီဆိုရင်ကျွန်တော်ပါဝါဆပ်ပလိုက်မှာပေါ့เนาะဒီစားကစ်က စက်နိုးမနိုးဖက်ကစ်ဒီစက်ကကောင်းမကောင်းကိုနောက်ဆုံးဖြတ်မှာပေါ့ဟုတ်ပြီဒါပေမဲ့ဆုံးဖြတ်လို့မရတဲ့အရာလေးတွေရရှိတယ်ဒါကတော့ကျွန်တော်ဖန်သားပြင်ပေါ်မှာမှစစ်လို့ရမယ် IMEI တို့เนาะ IMEI error တို့ဒီ bug light ပေါ့เนาะဒီ bug light error တို့နောက်ပြီးတော့ကင်မရာပေါ့เนาะကင်မရာလမ်းကြောင်းနဲ့ပတ်သက်တာတယ်အဲ့လမ်းကြောင်းနေကြတော့ကျွန်တော်တို့ကစက်ကတော့နိုးသွားတယ်เนาะစက်ကနိုးသွားတယ်အဲ့ error တွေကတော့ကျွန်တော်မသိရဘူးဒီ မှန်နဲ့မှမှန်တင်ပြီးတော့မှကျွန်တော်တို့တေချာအသေးစိတ်စစ်ကြည့်လို့ရမှာပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ Redmi 48လေးတလုံးကိုကျွန်တော်ယူလိုက်တယ် Redmi 48လေးတလုံးကိုကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့ဘက်ထရီကောင်းကိုဖြတ်ပြီးတော့ဒီ BNF 1 BNF ကတ်လေးတော့ရှိတယ်ဒီမှာ circuit လေးပေါ့နော်ဒီဘက်ထရီရဲ့အပေါ်လေးမှာ circuit လေးရှိတယ်အဲ့ circuit ကိုမှတော့ plug မိုင်းနဲ့ရေးထားပေးတယ်တချို့ set တွေကြတော့ဒီတချို့ circuit ဒီအဲ့ဘက်ထရီရဲ့ဒီ BNF 1 BNS ဒီ circuit လေးတွေကတော့တချို့ BNS ကမရေးထားဘူးဒါပေမဲ့ဒီ circuit မှာတော့ရေးထားပေးတယ်ရေးထားပေးတာဖြစ်တဲ့အတွက် trace through ပါမှလုံးရှားတော့မလို့ဒါ meter ကအแทးထဲမှာကျွန်တော်ဒီ dial out နော် dial out ဆိုတာမင်းဆိုလို့နားလည်မလို့ထင်တယ် dial out ဆိုတာကဒီအခုဥပမာအဝင်ရှိတဲ့အထွတ်မဲ့ရှိရောအဲ့လိုမျိုးပုံစံမျိုးဗမာသုံးတာများလဲဆိုရင်ကျွန်တော်တို့ကဆိုလာတွေပထရီတွေမှာသုံးတာများတာပေါ့နော်ဒါပေမဲ့ဒီ circuit တွေမှာလည်းရှိတယ် အပုံစံလေးတွေကွာသွားတယ်အုံးတန်မိုးလေးတွေကွာသွားတာပေါ့အဲ့ဒါလေးတွေရှိတဲ့ဖြစ်တဲ့အတွက်ဒီဘက်ထရီစကင်မှာတော့တိုင်းလို့မရအောင်နော်အခုတော့ဒီကောင်မှာကြတော့ကျွန်တော်တန်ဖုံးမှာခဲပွိုက်ထားပြီးတော့တစားထုတ်ထားတယ်နောက်တစားကိုကြတော့ကျွန်တော်ဒီမှာထုတ်ထားတယ်အဲဒီကောင်လဲဒီတိုင်းပဲပလတ်မိုင်းနဲ့ခွဲထားပြီးတယ်နော်ပလတ်မိုင်းနဲ့ခွဲထားပြီးတာဖြစ်တဲ့အတွက်အဲ့ပလတ်ဒီပလတ်ပေါ်မှာပဲ ဲပွိုက်ထားပြီးတော့ကြိုးတစားထုတ်ထားတယ်။အဲ့လိုမျိုးပဲကျွန်တော်တို့အတန်းကြီး scale လေးနဲ့ထောက်ပြီးတော့ခုလိုမျိုးဆက်လေးကိုနှိုးကြည့်လို့ရတယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဆက်လေး Okay เนาะဒီမှာတန်ဖုံးလေးမှတင်ထားတယ်။တန်ဖုံးကတော့အနှုတ်ပဲကျွန်တော်တို့စိတ်ထဲမှာမှတ်လိုက်တော့เนาะဒီတခြားဒီအပေါင်းကိုစားဖို့အတွက်ကအနီကိုစားဖို့အတွက်ကတော့ဒီမီတာလက်တန်လေးနဲ့လိုက်ထောက်ကြည့်ကြည့်ရအောင်ပေါ့နော်။ဒါကတော့မီတာကို ပေါင်းနှုတ်ခွဲစရာမလိုပဲနဲ့ခွဲစရာလည်းမလိုပါဘူးဒါဒီဒီကလျှက်စစ်စီစဉ်မှုရှိနေတယ်ဆိုရင်ချိန်လို့ရပြီโอเคเนาะโอเคအဲ့ဒါဆိုရင်ရပြီဆိုရင်မီတာဒီ power supply လေးနဲ့ကျွန်တော်ထပ်ချိန်ကြည့်ကြည့်လိုက်မှာပေါ့เนาะโอเคဒီမှာစူးစားလေးထုတ်ထားပေးတယ်အတီလေးကလည်းအခဲလေးကနောက်မှာထပ်ပွိုင်ထားတယ်ဆိုတာကလစ်လေးညှက်လို့ကောင်းအောင်လို့เนาะပုံမှန်တိုင်းဆိုရင်ခဲဒီခဲ ခဲပေါ့နော်ခဲလေးတသေးလေးရှိတယ်ဆိုရင်ခဲချိုးလေးနဲ့တခါလေးတို့ပြီးတော့လုပ်လို့ရတယ်ဒါတော့ကျွန်တော် battery socket မှာရှိတယ်ဟော battery ရဒီ socket လေးမှာရှိတယ်အပေါင်းနှုတ်ကျွန်တော်ချိန်လိုက်ချိန်လိုက်ပြီးတော့ဆက်နှိုးကြည့်မယ် battery အနောက်မှာရှိနေတယ်ဆိုရင်ဘာလို့လဲဆိုတော့ battery ရဲ့တန်ဖိုးကဒီ socket ဒီမီတာမှာလက်နှောက်ဆက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ battery မှာပါပဲနဲ့ battery မှာပါပဲနဲ့ချိန်ရမှာပေါ့ ဘယ်ထိရှိနေတယ်ဆိုတော့ကျွန်တော်တို့အမှန်မပြတော့ Okay 5V တုံတော့တုံတယ်ကျွန်တော် power clock ကင်လိုက်တော့ 5V တုံတုံတုံတယ် GG ဆိုတခြားတော့လှုပ်သွားတယ်လောကပြန်ကျသွားတယ်တော်လားအပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့အမှထောင်တက်နေရမယ်နော်အာနည်းနည်းလေးအဲ့လိုတအားကြီးလည်းမယုံရအောင်ပေါ့နော်ဒီမီတာလက်တိုင်တအားကြီးလည်းမခုံရအောင်တအားကြီးခုံနေတယ်ဆိုရင်ကျွန်တော်တို့ auto amir လေးရှိတယ်เนาะဒီပုံမှန်ငငိမ့်လေးပဲတက်သွားတယ်เนาะအခု100ကျော်ကျော်လောက်မှာပဲ တရားကြော်ကြော်လောက်မှာပဲသူကငြိမ်နေတယ်ဆိုရင်ဒီ circuit ကကောင်းတယ်သူကခဏနေသူကဟိုကြောပြောမယ်ဆိုရင်ကျွန်တော်နော်ဒီမှာကျွန်တော်ဖုန်းတစ်လုံးလေးကိုကျွန်တော်ပြမယ်အခုပေါ့နော်ဒီဖုန်းတစ်လုံးကိုကင်လိုက်တယ်အခုလိုမျိုးဖင်လိုက်တယ်နော်ခုလိုမျိုးဖင်လိုက်တယ်အဲသူကဒီလိုပိတ်လာတဲ့ချိန်ကြလို့ဆိုရင်လုံးမဆွဲတော့တာဖြစ်တဲ့အတွက်မီတာလက်တန်ကသူ့သူကျသွားလိမ့်မယ်အခုလိုမျိုးပိတ်သွားတယ်ဆိုမီတာလက်တန်သူ့ကိုအော်တိုကျသွားမယ်ခုလိုကိုကျွန်တော်ဒီလိုမျိုးပြန်ကင်လိုက်တာနဲ့သူကအဲလိုပြန်ခုန်တက်သွားတယ် โอเคဒါသူ့ရဲ့သဘောတမာပါလေးပဲဒါတော့မီတာလက်တန်ကလုံးဝမငြိမ်ဘူးဒီ circuit ကအဲเนาะဒါတကယ်လို့ကျွန်တော်ခုပြောချင်တာဒီ circuit ကဒီ set ကပေါ့เนาะ short ကျနေတယ်ဆိုရင်ချိန်လိုက်တာနဲ့အတန်ကတန်းနေတယ်အတီ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 ဆိုပြီးတော့ထအော်မှာဒီဒီ power supply ကိုညှက်လိုက်တဲ့ပုံစံမျိုးနှစ်ခုပူးပြီးညှက်လိုက်တဲ့ပုံစံမျိုးအတန်ထမြင်မယ်အဲ့ဒါကြတော့အဝင် ရှော့ကြတာနော်နောက်တစ်ခုကကျွန်တော်တို့ချိန်လိုက်တာနဲ့ပါဝါခလုတ်မကန်ရသေးဘူးပါဝါခလုတ်မကန်ရသေးဘူးတန်းပြီးတော့တက်သွားတယ်မီတာလက်တန်တန်းပြီးတော့1 2 3 4လောက်ဒီဒီ120 30လောက်ဒီခုံတက်သွားတယ်ဆိုရင်ဒီ circuit ကမကောင်းเนาะအဲ့ circuit ကဆက်လုံးဝမနိုးတကယ်လို့เนาะ power clock နှိမ့်လိုက်တယ်နှိမ့်လိုက်မှအခုလိုမျိုးပေါ့เนาะခုံတက်သွားတယ်ခုံတက်သွားပြီးတော့ လောက broken ကိုပြန်ကြသွားတယ်ဆိုရင်အဲ့ circuit ကလည်းမ no တကယ်လို့ circuit က no တယ်ဆိုရင်ခုနကကျွန်တော်ပြောသလိုပဲဒီတရာလောက်မှာသူငြိမ်းနေမယ် power ခလုတ်ကိုတစ်ချက်ပြန်နှိပ်လိုက်တယ်ဆိုရင်ဘုံပိတ်သွားတယ်ဆိုရင်လုံးမစွဲတော့ပဲ ਨੇ မီတာလက်တန်လေးရပြန်ကြသွားမယ် okay အဲ့သဘောတရားဝါကိုယူပြီးတော့ဒီ circuit ကောင်းမကောင်းကိုကျွန်တော်တို့ကခန့်မှန်းတာပေါ့နော်အဲ့ဒီ new view ဟာတိုင်းကျွန်တော်တို့သွားတာနော်ဟုတ်ပြီအဲ့ဒါဆိုမင်းဆိုသဘောပေါက်မယ်လို့ထင်ပါတယ် okay အဲ့ဒါဆိုရင် เนาะဒါ power supply နဲ့ဒီဖုန်း socket နဲ့ချိတ်ဆက်ပုံချိတ်ဆက်နေ socket ကောင်းမကောင်းကိုကျွန်တော်တို့စစ်တာပေါ့အပြီးရင်အဝင် short ကြတာကြတော့ဒီအဝင် short ကြတာကြတော့ battery ဒီ bibat လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့เนาะ bib အဝင် short ကြတာကတော့ bibat လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ခဲငွေလေးကျွေးရခဲငွေကျွေးတာလဲကျွန်တော်ဒီ video ထဲမှာကျွန်တော်ရဲ့ဒီ channel ထဲမှာပေါ့เนาะရှိပြီလားခဲငွေကျွေးပြီးတော့ အဖြေစာလိုက်ရုံပဲရောင်းမြန်အဲ့ဒါတော့ Facebook ထဲမှာတော့ YouTube ထဲမှာတွေ့နေကြအကွက်တွေပေါ့နော်ဟာအရင်မိုက်တယ်ပေါ့ကျွန်တော် power supply နဲ့ချိတ်ချိတ်လိုက်ပြီးတာနဲ့အဲ short လေးတလုံးတော့ဖြုတ်ပေးလိုက်တယ်ဆိုရင်ကောင်းသွားတယ်အဲ့လိုမျိုးအကွက်လေးတွေပေါ့ဒါဒါကတော့အဲ့လိုမျိုးအကွက်လေးတွေထုတ်သုံးလို့ရတာပေါ့နော်ဒါဘာဖြစ်တဲ့အပိုင်းတွေကတော့ကျွန်တော်ဟိုတော့ပြန်ဆက်ရမယ့်အပိုင်းတွေအများကြီးရှိလာခဲ့တာပေါ့ဒီကောင်ကို အဲနောက်ထပ်တစ်လုံးကိုလည်းကျွန်တော်စမ်းကြည့်ကြည့်မယ် Redmi 5 Plus လုံးမယ်ဒီလုံးလေးကတော့ကျွန်တော်တော့เนาะဒီဒီကောင်လဲ short ကျနေလာပါတော့မီလီ short ကျနေတယ်ဒီနောက်ထပ်တစ်လိုင်းမှာ short ကျနေတယ်ကျွန်တော်တိတယ်အရင်ကကျွန်တော်စမ်းမိတာเนาะစမ်းမိတာโอเคအဲဒီကောင် power key လေးတွေပြတ်နေတာဖြစ်တဲ့အတွက်ကျွန်တော်စကားလာလေးနဲ့ထောက်ပြီးတော့နှိုးကြည့်ကြည့်တယ်เนาะမီတာလက်တန်လေးอ่ะ လုံးဝမတက်သွားပဲနဲ့ဒါလမ်းကြောင်းนี่ပြက်နေတာเนาะလမ်းကြောင်းပြက်နေတာလမ်းကြောင်းပြက်နေတာအခုဒီမှာလက်တန်လေးอ่ะ1 2လောက်มาပဲတက်သွားပြီးတော့ငြိမ်နေတယ်ဒါ power key ကိုဖိထားတဲ့နေတာ power key ကိုလှက်လိုက်တာနဲ့အောက်ကိုပြုတ်ကျသွားတယ်เนาะအဲ့ဒီသဘောသဘာဝလေးကိုကျွန်တော်တို့ကြည်ပြီးတော့ဆုံးဖြတ်တာဗောနော်အဆုံးနေ့ကြည်ပြီးတဲ့တောက်ချင်းစီနိုင်ဗောအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးမနှိပ်ရသေးဘူးဆိုရင်အနည်းရော subscribe လေးနှိပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်